ွားမြင်တဲ့လမ်းကြီးတစ်ခုကိုသွားရမယ်ဆိုလို့ရှိရင်တော့မဖြစ်မနေ Google Map ဆိုတဲ့ software လေးကလိုနေပါလိမ့်မယ်။ကဲဒါဆိုလို့ရှိရင် Google Map ကြီးနေလေးကိုကျွန်တော်လည်းအတူတူလိုက်ပြီးတော့တင်ယူလိုက်ကြရအောင်။ Hello အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် Google Map ကြီးနေကိုအသေးစိတ်ပြောပြသွားမှာပါ။ဒီဗီဒီယိုလေးကိုကျွန်တော်ရေတစ်ခေါက်ကတင်ခဲ့ပြီးပါတယ်။ ဒါပေမဲ့လည်းကျွန်တော်ရဲ့ဒီ viewer တွေကနေပြီးတော့ပြန်ပြီး request လုပ်လာကြတယ်ပေါ့နော်။အဲဗီဒီယိုလေးကိုပြန်ပြီးတော့တင်ပေးပါ။အရင်ဗီဒီယိုကနောက်ကံ background music တွေနဲ့အဆင်မပြေဘူးဆိုတော့အဲကျွန်တော် background music တွေဖြတ်ပေးလိုက်တဲ့အခါမှာလည်းအတန်ကတိတ်မရှင်းဘူးပေါ့နော်။ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုလေးမှာ Google Map အကြောင်းကိုပြန်ပြီးတင်ဆက်ထားခြင်းဖြစ်ပါတယ်။ Okay Google Map ဂျီနီလေးမသခင်သူ့ရဲ့အကျိုးကျေးဇူးတွေကိုအရင်ဆုံးပြောပြပါမယ်။ကျွန်တော်နိုင်ငံရဲ့လက်ရှိအနေအထားရဆိုလို့ရှိရင် Google Map ဂျီနီကမဖြစ်မနေဘူးလို့ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်အကြောင်းမျိုးမျိုးကြောင့်ကိုကမကျွမ်းကျင်တဲ့ level တစ်ခုကိုရောက်သွားပြီဆိုပါဆို။ ကိုကဘယ်သွားမှန်းလည်းမသိဘူးတခြားတစ်ယောက်ကိုမေးဖို့လည်းအဆင်မပြေဘူးဆိုရင်လက်ထဲမှာဖုန်းလေးတစ်လုံးပဲရှိတယ်။အပြီးတော့ကိုကတခြားတစ်ယောက်ကိုဖုန်းဆက်လိုက်တဲ့အခါမှာလည်းအဲကိုလိုချင်တဲ့အဖြေကိုပြည့်ပြည့်စုံစုံဖြေနိုင်မယ်လို့မထင်ဘူး။ဒါကြောင့်မလို့ဒီနေ့ပြောလေးမှာ Google Map ကြည်နေကိုလွယ်လွယ်ကူကူလေးနဲ့ရိုးရိုးချင်းချင်းလေးဖန်တီးထားပါတယ်။ကဲဒါဆိုတော့လိုက်ကြည့်လိုက်ကြရအောင်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ Google Maps software လေးကိုဖွင့်လိုက်မယ်။အကယ်၍ကိုယ်စီမှာမရှိဘူးဆိုလို့ရှိရင်ကျွန်တော် Play Store မှာသွားပြီး share down လိုက်ပါဘောနော် Google Maps software လေးကို။ကဲဒါဆိုတော့ချက်နဲ့လဲပါမယ်။ အဲပြီးသွားရင်တော့ကျွန်တော်တို့တွေ Play Store မှာမှဒီပေါ့နော်ဒီ software တွေကို download ရမယ်ဆိုလို့ရှိရင် Gmail အကောင့်လည်းရှိမယ်ဆိုတာသိကြပါတယ်ပေါ့နော်အဲ Gmail အကောင့်ရှိမယ်ဆိုရင်အခုလိုတစ်ခါတည်းဝင်သွားလိမ့်မယ်အကယ်၍ကိုကစိုင်းရင်ဝင်ရသေးဘူးဆိုတော့တစ်ချက်ဝင်ရလိမ့်မယ်ပေါ့နော်အဲကျွန်တော်တို့တွေတစ်ချက်ဝင်မယ်အဲပြီးသွားရင်ထိပ်ဆုံးမှာရှိရဒီကောင်ကဂျိုဒူးကမြင်နေရတဲ့အနေအထားကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော် အဲ့ဆိုလို့ရှိရင်တော့ကျွန်တော် real time ပေါ့ real time ပေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်း default ဆိုလို့ရှိရင်တော့အဲကျွန်တော်ကြည့်ရရှိရတာမကောင်းဘူးပေါ့နော် okay ဒါကြောင့်မလို့ကျွန်တော်တို့အဲဒီဂျိုစုကမြင်တဲ့အနေအထားကိုကျွန်တော်တို့ပြောင်းမှဖြစ်တဲ့အတွက် satellite ဆိုတာလေးကိုရွေးပြီးတော့ကျွန်တော်တို့ဘေးကိုတစ်ချက်ထားလိုက်ပါ okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရွေးပြီးသွားပါပြီပေါ့နော်အဲကျွန်တော်တို့ satellite ကိုရွေးပြီးသွားပြီအဲပြီးသွားလို့ရှိရင်ဒီလိုမျိုးပေါ်ပြီဆိုတာနဲ့ကျွန်တော်တို့ကျွန်တော်တို့ရှိတဲ့နေရာလေးကိုသိကြရင်တော့ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ကြည့်လို့ရပါတယ်ကဲသူကအလောင်းပေးခိုင်းတာလေအလုံးအလောင်းပေးလိုက်ပါဘာမှကြောက်စရာမလိုပါဘူး ဒီနေရာမှာဖုန်း quality နဲ့တော့ဆိုင်တယ်အဲတချို့ဖုန်းတွေကြာတယ်မြန်မြန်ပေါ်ပဲပေါ့နော်တချို့ဖုန်းတွေကြာတယ်နည်းနည်းနှေးပေါ်တာရှိတယ်အဲဒါကတော့ဖုန်းမျိုးစားနဲ့ဆိုင်တာပါပေါ့နော်အဲတခါလေး line မကောင်းလို့ရှိရင်လည်းအခုလိုဖြစ်နိုင်ပါတယ်ဆက်ဆောင်လိုက်ပါโอเคအဲ့လိုအနေထားမျိုးမှာကျွန်တော်တို့ကလက်လေးနှစ်ချောင်းနဲ့ကျွန်တော်တို့အချင်းချုံလုပ်လို့ရရပါတော့။အဲဒါကတော့အားလုံးသိမှာပါပေါ့။ အဲလက်ထဲချောင်းနဲ့အကျဉ်းချောက်လို့ရခုဆိုကျွန်တော်ဒီတာမင်းရဲ့အမ်မှာပေါ့နော် ရှိနေတယ်ဒါကျွန်တော်ရှိတဲ့နေရာပေါ့နော်ဒါဆိုရင်ကျွန်တော်ရှိရနေရာကျွန်တော်တို့ Google Map လေးကိုဝင်ပြီးတော့အခုလိုလေဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ရှိမဲ့နေရာကိုအလွယ်တကူပြရတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ရှိမဲ့နေရာကိုလွယ်လွယ်ကူကူနဲ့အကြည့်လို့ရပါပြီကဲဒါဆိုရင်တော့နောက်တစ်နည်းစီကိုသွားလိုက်ကြရအောင် Okay နောက်တစ်ခုကတော့ကျွန်တော်ရှင်းတယ်ကိုသွားရှင်းတဲ့နေရာတွေကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော် အဲဘလိုတွေလှလှပပတွေရှိလားမရှိလားကြည့်မယ်ဒီနိုင်ငံမှာတော့ကျွန်တော်မကြည့်တော့ဘူးအဲကျွန်တော်သွားခြင်းနဲ့ဒီအီမီဖူကိုတာလို့ရှိတဲ့နိုင်ငံလေးရှိတယ်ဂျပန်လေးကိုပဲကျွန်တော်ကြည်လိုက်မယ်အဲဂျပန်မှာပေါ့နော်အများကြီးရှိတယ်ဆိုပေမဲ့ကျွန်တော်တို့တွေအဲဗဲနီယာတွေကပိုပြီးကောင်းလဲဆိုတော့ကျွန်တော်လည်းမရောက်ဘူးတာဖြစ်တဲ့အတွက်ချဲ့ပြီးကြည်ကြည်လိုက်မယ်အဲလူကြီးမင်းနဲ့လည်းကိုသွားခြင်းနိုင်ငံအခုလိုမျိုးချဲ့ပြီးကြည်လို့ရရပါတော့ โอเคအထွတ်အပြည့်စုံလေးရှိရင်တော့ဒီနေရာမှာရိုက်ချပြီးကြည့်လိုက်တာပိုပြီးကောင်းပါတယ်ဗောနော်အခုလောလောဆယ်ကကျွန်တော်မှာအထွတ်မရှိတဲ့အတွက်အဆင်မပြေဘူးဗောအောက်မှာပေါ်တဲ့နေရာလေးတွေကိုပဲကျွန်တော်တစ်ချက်သွားလိုက်မယ်အဲ sorry ရပါတယ်ကျွန်တော်ဒီဘက်ကိုတစ်ချက်သွားလိုက်မယ်အိုဆာကာကိုသွားကြဆိုဗျာအကယ်၍ဒါကျွန်တော်တို့မှာလိပ်စာအတိအကျရှိမယ်ဆိုလို့ရှိရင်တော့အဲဒီနေရာလေးတွေကိုကျွန်တော်တို့အဲရှောက်ပြီးကြည့်လို့ရတယ်ဗောနော်ဒီကောင်အိုဆာကာတဲ့ Universal Studio Japan ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဗောနော် ဒီလိုပဲပေါ့နော်ကိုသွားခြင်းတဲ့နိုင်ငံတွေကိုဒီအဲ YouTube လိုနေရာမျိုးတွေမှာ like ကြည့်နေရနဲ့စာရင်အဲကိုကဒီနေရာလေးကိုသွားပြီးတော့ပေါ့နော်အဲအိုင်နာမှာရှိတဲ့ရှုခင်းလေးတွေကိုကျွန်တော်တို့တွေအဲ real time တစ်လတစ်ခါလောက်သူက update လုပ်ထားတယ်ပေါ့နော်အဲနိုင်ငံတိုးတက်ရင်တိုးတက်သလိုသူတို့တွေ update လုပ်ထားတယ်အဲအဲ့နိုင်ငံကအခွင့်ပေးနိုင်ပေးနိုင်လို့ Google Map မှာလာပြီး update လုပ်လို့ရတယ်ပေါ့နော်အဲဂျပန်နိုင်ငံဆိုလို့ရှိရင်တော့ကျွန်တော်ထင်အောင် real time ဖြစ်မယ်လို့ထင်တယ်ဒါပေမဲ့ကဲဖြစ်ဖြစ်မဖြစ်ဖြစ်ပါကျွန်တော်တို့အဲ့နေရာလေးကိုကိုကိုတိုင်း သွားပြီးတော့ဆက်စုကြည့်လိုက်ကြရအောင်အဲအရင်ဆုံးခုလပေါ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာကိုရောက်နေပါပြီပေါ့နော်ဒီနေရာကိုကျွန်တော်တို့ရောက်နေပြီအောက်မှာတွေ့လားမသိဘူးဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့တွေအဲ့နေရာမှာအနည်းစားဆုံးကိုယ့်ရဲ့ပတ်ချလဲလောက်ကိုကျွန်တော်တို့တွေအဲရှောက်သွားကြည့်လို့ရပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ဒါက line မကောင်းလို့ခဏလေးပါအိမ်မှာ wifi ရှိရဆိုလို့ရှိရင်တော်တော်အဆင်ပြေမှာပါပေါ့နော်အဲဒါဆိုလို့ရှိရင်အစောကျွန်တော်ပြခဲ့တဲ့နေရာလေးမှာရှိတဲ့ဘေးဘက်လေကိုကျွန်တော်တို့ရေအဲပေါ့နော် အဲ 4D ပေါ့အဲ 4D ကိုခေါ်မလားပေါ့အဲအဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကြီးလို့ရပါတယ်အဲနည်းနည်းလေးချက်ကြီးလို့ရတယ်ချုံကြီးလို့ရဒါက line မကောင်းလို့ပါကြီးတာကိုယ့်စီမှာ wifi နဲ့ဆိုရင်တော့လုံးဝအဆင်ပြေတယ်ဒါဆိုရင်အစောကကျွန်တော်တို့ပြောတယ်အဲပေါ့နော်ဂျပန်နိုင်ငံရဲ့ဒီ Universal Studio ဂျပန်ဆိုတဲ့နေရာလေးကိုအဲကျွန်တော်ပြထားတာပေါ့နော်အဲအခုလိုမျိုးလေးကိုသွားခြင်းတဲ့နေရာကိုအဲသွားပြီးတော့ အဲဓာတ်ပုံလေးကိုကြည့်ရတဲ့ဆိုင်ရင်ဒီလိုမျိုးကိုပါကို view ကိုဖျက်ကြည့်ရတာပုံမိုက်တယ်အစောပြောလို့ပဲဒီကောင်အောင်ကြတော့အဲကျွန်တော် advert အတိအကျမတည့်ရအတွက်ခုလိုမျိုးပေါ်နေရပါတော့ကိုကဒါတကယ်မလို့ advert အတိအကျတည့်ရနေရာလေးကိုအတိအကျဖော်ပြပေးမှာပါကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီအဲအခုလိုမျိုးလေးကျွန်တော်တို့ထပ်ပြီးရှာလို့ရရပါတော့ okay ဒါဆိုလို့ရှင်တော့ကျွန်တော်နောက်တနည်းကတော့ကိုသွားခြင်းတဲ့နေရာကိုကျွန်တော်တို့ဒီအဲရိုက်ရှာတဲ့နေလေးပေါ့နော် အကိုကဘယ်နေရာကိုသွားနေတာလဲဆိုတာကိုအဲသိကျင်လို့ရှိရင်ရိုက်ရှာလို့ရဥပမာကျွန်တော်ကဒီအခုလောလောဆယ်တာမင်းအန်အဲဒီ6ဘေးပဲမြောက်ကလာပဲရောက်နေရဆိုတော့ကျွန်တော်ကဒီအဲစူးလေဘက်ကိုကျွန်တော်သွားမယ်ဗျာစူးလေဘက်ကိုသွားမယ်ဆိုတော့အဲအဲ့ဒီစူးလေမှတ်တိုင်နဲ့ဒီအဲတာမင်းအမ်နဲ့ပေါ့နော်ပြန်မြဘလောက်လောက်ကြာလဲဆိုတာကိုကျွန်တော်တို့အနည်းစားဆုံးကြည့်မယ်အဲအဲ့လိုကြည့်မှာဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်နှိပ်ပါမယ်ပေါ့နော်အဲပြီးသွားလို့ရှိရင်အပေါ်က your location ကတော့ထားလိုက်ပါအောက်က shoot destination ဆိုတဲ့နေရာမှာအဲကိုသွားမယ့်နေရာကို ထည့်ရမှာပဲဗောနော်โอเคထားလိုက်ပါဆိုကျွန်တော်စူးလင်မသွားတော့ဘူးဗျာဂျပန်ကိုသွားမယ်ဆိုပါဆိုဂျပန်ကိုသွားမယ်ဗောနော်ဂျပန်ကိုကားနဲ့သွားမယ်ဗောနော်ဒါကတော့လုံးဝမဖြစ်နိုင်တော့ဘူးโอเคအဲ့လိုမျိုးလေးလဲအဲရှာလို့ရတယ်ဗောသူကဒီစပုတ်မလုံနိုင်လဲမလုံနိုင်မှုဆိုတဲ့အကြောင်းကိုပြောတယ်ဒါကြောင့်လည်းဖြစ်နိုင်ခြေရှိတဲ့ကောင်ပဲရှာကြည့်မယ်ဗောနော်ဒါကကျွန်တော်စမ်းပြတာကဲဒါဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့တွေနာမည်လေးပြောင်းလိုက်မယ်ကျွန်တော်တို့ကဘယ်လိုသွားမှာလဲဆိုတော့စူးလေဗောနော် โอเคสู้ๆเลยရှင်เนาะเออตูก็บ่เนาะเปี้ยญะตัสซีเนี่ยตั้วแล้วရှင်จ่าได้น้องกูပြောပြထားတာบ่เนาะเออกูปုံสารမျိုးလေးเออပြထားပါတယ်ဒီកောင်ကိုလည်းကျွန်တော်တို့အချင်းချွန်လို့ပြီးជីလို့ရပါတယ်ဒီဟာကကျွန်တော်တို့အခုတာမနီအန်ကနေပြီးတော့ကျွန်တော်တို့အဲစူးလေကိုသွားတဲ့နေရာပေါ့နော်ဒီကောင်ကစူးလေပါ sorry ဒီကောင်ကတာမနီအန်ပေါ့နော်ဒီကောင်လေးကိုလှည့်ပြီးကိုကြိုက်သလိုကစားလို့ရတယ်အဲသွားတယ်သွားတယ်ကျွန်တော်တို့သွားတယ်အဲပြီးတော့ဒီနေရာမှာအဲသွားသေးတယ်ပေါ့နော်သွားသေးတယ်ကျွန်တော်သွားသေးတယ်သွားတယ် အဲဒီမှာစူးလို့ရပါဘောเนาะအခုပုံစံမျိုးကျွန်တော်တက်စီနဲ့ဆိုလို့ရှိရင်တော့အဲအနည်းဆုံး26မိနစ်ကြာနေတယ်ဗောเนาะဒါက estimate time ဖြစ်တဲ့အတွက်အရင်ကြီးအဲဒီကောင်ကိုမှန်တယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အကြမ်းမြအဖြစ်အယူလို့ရတယ်ဗောเนาะဒါကတော့ကျွန်တော်ကိုသွားခြင်းနဲ့နေရာကိုအနည်းဆက်ဆုံးပြန်မြကြာခြင်းတိုင်းနဲ့အရာလေးပဲဖြစ်ပါတယ်ဗောဒါဆိုရင်ဒီအကြောင်းအရာကိုလည်းကောင်းကောင်းနားလည်မယ်လို့ထင်ပါတယ်အခုကျွန်တော်ကျင်းနိုင်ရှင်လိုက်တွေကလက်လေးနှစ်ဖက်နဲ့ပဲလှုပ်သွားတာအားလုံးလည်းရမယ်လို့ထင်ပါတယ် ကဲဒါဆိုရင်တော့ကျွန်တော်တို့နောက်နီလာလေးတစ်ခုစီကိုသွားလိုက်ကြရအောင်โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ကိုယ့်ရဲ့တည်နေရာကိုပေါ့နော်ကိုဒုက္ခရောက်နေတဲ့အခါမှာကိုယ့်ရဲ့တည်နေရာကိုအဲကိုယ့်ရဲ့အားကိုးရတဲ့အဖေမိဘဒါမှမဟုတ်ကိုယ့်ရဲ့ဒီပေါ့နော်ချစ်သူစီတငယ်ချင်းစီကိုကျွန်တော်တို့ငါဒီနေရာမှာဒုက္ခရောက်နေလို့ငါ့ကိုလာပြီးကူညီပါအောင်လို့ပေါ့နော်ကိုကလည်းနေရာကိုမပြောတတ်ဘူးအဲမင်းကဘယ်မှာလဲဆိုတော့ငါငါဘယ်ရောက်နေလဲဆိုတာလည်းငါ့ကိုငါမသိဘူးပေါ့နော် အဲ့ဒါကြောင့်မလို့ငါ့ကိုလာခဲ့ပါအောင်လို့ပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီကောင်လေးတွေတုံးလို့ရပါတယ်ပြီးသွားတော့တခြားတငယ်ချင်းတယောက်ကိုအဲကိုရှိရဲ့နေရာကိုလာသေးချင်လို့ရှိရင်လည်းဒီပုံစံမျိုးလှုပ်ခိုင်းလို့ရပါတယ်ခဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေအရင်ဆုံးအဲအစောပြောလို့ပဲကိုရှိတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပဲပေါ့နော်ခဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာရှိနေတယ်အဲဒီနေရာကကျွန်တော်တခါမှမရောက်ဘူးရဲ့နေရာဆိုပါစို့ဒီနေရာမှာတာမီနီယံဘာညာလို့ပြောတယ်သူကလည်းကျွန်တော်တို့သိရဲ့နေရာကိုပြောပြမယ်မရဘူးပေါ့နော် သူကနေရာလေးကိုအတိအကျလေးလိုချင်းထပ်ဖြဲဖြဲနိုင်တဲ့လောက်ကိုယ့်ရဲ့နေရာကိုအတိအကျထွက်တယ်အဲ့လိုခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာပေါ့နော်တေးကြဆိုရင်ကိုယ့်ရဲ့နေရာကိုတစ်ချက်ထောက်လိုက်မယ်ထောက်လိုက်ပြီးခုလိုပေါ်ပြီးဆိုတာနဲ့ share this location ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအခုလိုမျိုး link လေးပေါ်လာရင် copy ကူးပြီးတော့အဲကိုယ့်ရဲ့တငယ်ချင်းရဲ့ဒီ message ပေါ့ဒါမှမဟုတ်လို့ရှိရင်အဲဒီ messenger ဆိုလဲ messenger viber ဆိုလဲ viber ကနေပြီးတော့အဲပို့လိုက်လို့ရပါတယ်ပေါ့နော် လင့်လေးကို copy ကူးပြီးသားလို့ရှိရင်ကျွန်တော်တို့အဲ messenger လိုနေရာကနေပြီးပို့လိုက်ပါဘောနော်အခုလိုမျိုးသူ့စီရောက်သွားတဲ့အခါမှာ तू ကဒီလင်လေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့အစွားကျွန်တော်တို့ရှိတဲ့နေရာကို तू ကအတိအကျသူ့ရဲ့ Google Map မှာပြနေမှာဘောနော်ကဲဒါဆိုလို့ရှိရင် तू ကဒီနေရာမှာရှိရဲဆိုတာကိုအဲဒီလင်လေးရဲ့ထက်ကတော့တွေ့လာမသိဘူး အဲ့ဒီ IB လေးနဲ့သူ့ကိုပြပေးထားတာအဲအဲ့ဒီအဝါလေးနဲ့ပေါ့နော်ကနန်းနံပါတ်လေးနဲ့ပြပေးထားတာအဲဆိုလို့ရှိရင်အဲ့ဒီလင်းရနေပြီမှာ तू ကကျွန်တော်တို့စီကိုလာလို့ရပြီဒါဆိုလို့ရှိရင်လွယ်လွယ်လေးပါပဲပေါ့နော်အဲ तू ကဩဒီနေရာမှာရှိပါလားဆိုပြီးတော့အဲ तू လာလို့ရပါတယ်ပေါ့နော်လာပြီးကူညီလို့ရတယ်ဒီကောင်လေးကတကယ်ကိုအသုံးမှာပါဒါကြောင့်မလို့မှတ်ထားပေးပါပေါ့နော်ကဲဒါဆိုတော့နောက်နီလန်လေးတစ်ခုစီကိုတွားလိုက်ကြရအောင် โอเคဒါဆိုလို့ရှင်တော့ကျွန်တော်နောက်နေ့လိုင်းလေးတစ်ခုကတော့အားလုံးသိရင်နေကြတဲ့အရာအဲဒါကဘာလဲဆိုလို့ရှိရင်ကိုသွားရင်တဲ့နေရာကိုလမ်းညွှန်ပေးတဲ့တဘောပေါ့နော်အဲဆိုလို့ရှင်တာကကိုကဒီနေရာတစ်ခုကိုသွားရင်တဲ့အခါမှာတက္ကစီအဆိုင်ကဲဒါမှမဟုတ်လို့ရှိရင်အဲကယ်ရီဘီဟိုက်ကဲတစ်ခုခုပေါ့ဗျာအကျွန်တော်တို့ငှားပြီးသွားတယ်သွားလိုက်တဲ့အခါမှာအဲဒီလူကလမ်းအမှန်မောင်းနေရလားလမ်းအမှားမောင်းနေရလားဆိုတော့ကျွန်တော်တို့တွေကောင်းကောင်းဝေဖန်ဆုံးဖြတ်လို့ရပါတယ် အဲသူသွားတဲ့လမ်းတွေကမှန်လားမှားလားဆိုတာလည်းကြည့်လို့ရတယ်။ဒါကြောင့်ကျွန်တော်တို့ကိုသွားခြင်းတဲ့နေရာကိုလမ်းကြောင်းလေးပြပေးတဲ့အရာလေးကိုလည်းအဲတိထားလို့ရှိရင်အရန်ကောင်းပါတယ်ပေါ့နော်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အန်ဂျီလမ်းလေးကိုစပြီးသုံးလိုက်ကြရအောင်။အရင်ဆုံးကျွန်တော်တို့ရှိရနေရာလေးကိုတစ်ချက်ထောက်လိုက်မယ်။ဒါဆိုလို့ရှိရင်ကျွန်တော်အခုလက်ရှိရှိနေတဲ့နေရာပေါ့နော်။အဲကိုကဘယ်ကိုသွားကြင်တာလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီစပြောလို့နာမည်လေးရိုက်လိုက်မယ်ပေါ့နော်။အဲခုလိုမျိုးပေါ်ပြီးဆိုတာနဲ့အဲကျွန်တော်တို့ဒီစပြီးတော့ကြည့်လို့ရပြီ။အောက်က ပေါ်လေးကိုဆွဲချလိုက်ပါတော့အဲဒီလိုနေရာမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့အခုမြင်ရလာမသိဘူး28မိနစ်ဆိုပြီးပြရတယ်ပေါ့နော်အထက်မှာဆိုလို့ရှိရင်အဲကား ရှိတယ်ဆိုင်ကယ်ရှိတယ်အဲ့ဒီရဲ့အောက်မှာကျွန်တော်ရစတဆိုတာလေးရှိပါတယ်ဒီကောင်လေးကိုနှိပ်လိုက်ပြီးဆိုတာနဲ့အဲကျွန်တော်တို့သွားခြင်းတဲ့နေရာကိုအဲသူကပြပေးနေမှာပေါ့နော်ကဲရကိုကလမ်းမကင်တောင်မှပဲအဲသူကပြောတယ်ပေါ့နော်လမ်းမကင်တောင်လမ်းမနေရလို့ပြောပါတယ် ဟုတ်လဲကျွန်တော်မြန်မာမြန်မာလိုအတန်း change လို့ရတယ်ဒီမှာ default english ဆိုတာလေးကိုကျွန်တော်တွေမြန်မာလိုပြောင်းလိုက်ပြီဆိုလို့ရှိရင်တော့မြန်မာအတန်းဖြစ်သွားလိမ့်မယ်ခုကျွန်တော်ကဒီဘက်ကိုသွားနေရဆိုလို့ရှိရင်လည်းအဲသွားလို့ရတယ်အကယ်၍ဒါကျွန်တော်ကလမ်းမလို့ရှိရင်လည်း तू ကလမ်းမနေပါလေလို့ပြောရပါတော့အဲဒီပုံစံမျိုးနဲ့ဒါကျွန်တော်တွေဒီကားတွေဆိုင်ကယ်တွေပေါ်မှာအခုလိုမျိုးဆန်းတက်ပြီးသွားလို့ရတယ်ကယ်ရီကိုလမ်းမလို့ရှိရင်လည်းလွယ်လွယ်ကူကူတိတ်နိုင်ပါတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီနီးလမ်းလေးနဲ့လည်းအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကဲ နောက်တစ်ခုစီကိုသွားလိုက်ကြရအောင်အဲโอเคနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီရန်ကုန်မြို့လိုနေရာမှာပို့ပြီးအသုံးဝင်ပါတယ်ဒါကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့မြို့တဲဘက်တွေကိုသွားကျင်တဲ့အခါမှာအဲလမ်းမှာကားပိတ်နေလားမပိတ်ဘူးလားဆိုတော့ကျွန်တော်တို့ဒီဘက်မှာအလွယ်တကူသိလို့ရတယ်နီပေါ့နော်ကြိုပြီးကြည့်လို့ရတယ်နီအဲ Google Map ကဒီကောင်တော့လုံးဝ real time ပြထားတယ်ကဲကားပိတ်နေရဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုကားပိတ်တယ်လို့ပြောတယ်ကားမပိတ်ဘူးဆိုလို့ရှိရင်လည်းအဲကားမပိတ်ဘူးလို့ပြောရပါတော့အဲဒီဟာကဆိုတာပြောလို့ကျွန်တော်တို့ရေ real time မှာ sorry နှိပ်မိသွား အဲ့လို real time ဖြစ်တဲ့အတွက်ရုံချီချင်းနဲ့ကျွန်တော်တို့လှုပ်လို့ရပါဘောနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလောလောဆယ်ဆိုပြောလို့ကျွန်တော်တာမီနီအမရောက်နေတယ်ကားပိတ်လားမပိတ်လားရှေ့မှာရှိတဲ့မှတ်တမ်းကိုကျွန်တော်ကြည့်လိုက်မှာဘောနော်တစ်ချက်ဘောနော်ကိုရှိရနေရာကိုတစ်ချက်ကြည့်လိုက်မယ် Okay ဒါဆိုရင်တော့ကျွန်တော်ရှိနေတဲ့နေရာရောက်တယ်ပြီးတော့ရင်ကျွန်တော်ဒီ layer ကိုချိန်တဲ့နေရာလေးနားမှာ map type ကိုချိန်တဲ့နေရာလေးနားမှာကျွန်တော်တို့ traffic ဆိုတာလေးရှိပါတစ်ချက်နှိပ်လိုက်ပါ traffic ဆိုတာလေးရှိရတစ်ချက်နှိပ်လိုက်မယ်ကုလလောဆယ်ကျွန်တော်ကဒီနေရာမှာရှိနေတော့ကျွန်တော်လှမ်းပြီးကြည့်လိုက်တယ်ကားမပိတ်ပါဘူးတကယ်ပါ ကျွန်တော်လိန်နေတာမဟုတ်ဘူးမယုံကျွန်တော်ပြမယ်နော်တခါလေးထပ်ပုံရိုက်ပြပါတကယ်တမ်းကကားပိန်ဒီနေရာမှာကျွန်တော်တို့အများကြီးပေါ့နော်ကားတွေအများကြီးရှိပါတယ်။ကဲဒါဆိုတော့ရမယ်လို့ထင်ပါတယ်။ကျွန်တော်တို့ Google Map လေးစီကိုပြန်သွားလိုက်ကြရအောင်။ပေါ့နော်။ကဲရွေးတာဒီနေရာမှာကားပိန်နေမှာဆိုလို့ရှိရင်အယောင်ကအနီရောင်ဖြစ်နေမှာပေါ့နော်။အဲလုံးဝကားရှင်းနေဆိုလို့ရှိရင်တော့အစောပြောလို့လမ်းကြောင်းရှင်းရင်အစိမ်းရောင်ပြနေလိမ့်မယ်။ ဒီနေရာဆိုလို့ရှိရင် လောလောဆယ်အဲကားရှင်းနေလို့ပြောလို့ရတယ်အဲဒီနေရာမှာဆိုလို့ရှိရင်တွေ့လားအနီရောင်နော်အနီရောင်ဆိုလုံးဝကားပိတ်တယ်လို့ပြောလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့အားလုံးဆင်မကြမယ်လို့မျှော်လင့်ပါတယ်အဲဗီဒီယိုလေးကိုစာဆုံးကြည့်ရှုပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တောင်းစားတိုင်းမိတ်ဆက်ပေးရရင် Modern Techno ပါ